။ဘန်ကောက်နယ်ထက်နိုင်ငံတောင်ပိုင်းယထာခေးစဉ်အချို့ပြန်လည်ပြေးဆွဲနေပါပြီလို့သတင်းတွေမှာဖော်ပြထားပါဗျ။နေရာတချို့မှာရေပြန်ကျသွားပြီးဖြစ်တဲ့ကြောင့်မလို့ထိုင်းမြေထားဌာနတွေကတောင်ပိုင်းခရင်ကိုပြေးဆွဲပေးနေတဲ့ယထာလိုင်းလေးခုကိုပြန်လည်ပြေးဆွဲနေပါပြီရှင်။ရေပေးတဲ့အစိုးရဆုံးခံခဲ့ရတဲ့ခရိုင်မှာတော့ဒီပေးကြပျက်စီးခဲ့ရတဲ့ယထာလမ်းပိုင်းတွေကိုပြုပြင်မှုတွေလုပ်နေတယ်လို့သိရပါဗျ။ ဒီနိုဝင်ဘာ29ရက်နေ့ကလေးကရေတွေကတဖြည်းဖြည်းပြန်ကျသွားပြီးဖြစ်တဲ့ကြောင့်မလို့အဲပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နေတယ်။ပြည်ပြုံမှုကြောင့်ပြက်စီးဆုံးရှုံးခဲ့ရတဲ့နေရာတွေနဲ့ရထားဆိုတဲ့ရထားလမ်းမအခြေအနေတွေကိုစစ်ဆေးတာတွေပြုလုပ်နေပါတယ်။အဆုံးသတင်းတွေအရဆိုလို့ရှင်ဒီထက်နိုင်ငံတောင်ပိုင်းရေကြီးမှုကြောင့်တိုက်ဆုံသွားရတဲ့သူတွေက145ဦးအထိကိုရှိနေပြီးတော့ ခရိုင်တစ်ခုတည်းကပဲလူရောက်တရာကျော်သေဆုံးခဲ့တာပါဒီရေဘေးကိုလှူဒန်းတဲ့သူတွေလည်းအများကြီးတွေ့ရပါတယ်ဒီထိုင်းနိုင်ငံဘရင်မင်းမြတ်ကြီးဆိုလို့ရှိရင်လည်းဒီရေဘေးတင်ပြည်သူတွေကို ထိုင်းဘက်ငွေတန်းတရာထိလှူဒန်းထားတယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်ဒီစိတ်မကောင်းစရာသတင်းတစ်ခုကတော့ဒီကယ်ဆယ်ရေးလုပ်နေတဲ့ကယ်ဆယ်ရေးသမားတွေကိုလူရက်မှုတွေရှိနေတယ်ဆိုတာပါပဲဒီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာဝိုင်းဝန်းပိတ်ဆို့တာတွေလူရက်တာတွေအများတက်ကြွေလည်းရှိနေပါတယ်နော် ဒါတော့မကောင်းဘူးပေါ့နော်။ကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးစေပါတယ်။အမှန်တကယ်ညှိမှုလိုအပ်နေတဲ့သူတွေထံကိုအချိန်မီကယ်ဆယ်ရေးတွေမရောက်လာနိုင်တဲ့အခါမှာဆုံးရှုံးသင့်မဲ့တဲ့အသက်တွေဆုံးရှုံးနိုင်ပါတယ်။